မိမိရဲ့ခင်မွန်းခရီးမှမဟုတ်အိမ်မှာရှိနေတဲ့အခြေအနေမှာခင်မွန်းရဲ့ခွင့်ပြုချက်မရှိဘဲနဲ့နဖလ်ရူဇာမထားရဘူးဆိုပြီးတမန်တော်မြတ်ဆောလမ်တာရတာရှိတချို့ဟဒီသ်တော်တွေမှာနဖလ်ရူဇာဆိုတဲ့နဖလ်ရူဇာဆိုပြီးတော့မပြောတာဘူးတချို့ဟဒီသ်တော်တွေမှာနဖလ်ရူဇာဆိုတဲ့အတုံးတုံးနဲ့လဲတုံးတာတွေ့ရတယ် တော့မီရိုပင်ဖြစ်တဲ့ကမူဖိကာပညာရှင်တွေအားလုံးကဒီနေရာမှာတညီတမြွတ်တဲ့ဆုံးဖြတ်တာကနဖရူဒါရှင်အမျိုးသမီးကခင်ပွန်းအိမ်မှာရှိနေတဲ့ခကြီးမှမဟုတ်ဘူးရှင်နဖရူဒါထားမယ်ဆိုရင်ခင်ခင်မွန်းကြီးမှာခွင့်ပြုရယူရပါကြောလို့ရှင်ဒါခင်ပွန်းရဲ့အခွင့်အရေးဖြစ်တဲ့ခင်ပွန်းဟာမိမိရဲ့ဇနီးနဲ့ညာချင်းဖြစ်စေနေချင်းဖြစ်စေ မိမိရဲ့ဇနီးရဲ့နဲ့သူကအကျိုးမြတ်ခံစား권ရှိတယ်။အဲဒီရိုဇာဟာဒီကိစ္စရဲ့အတွက်ဟန်တာဟန်တာမဖြစ်တဲ့အတွက်သူရိုဇာထားမယ်ဆိုရင်ခင်မောမှာပြင်ပြကြည့်ရအဲဒါကလည်းနဖီရိုဇာနဲ့ပဲတိတန့်ဒီအမေကဖြစ်တဲ့ဖရက်ရိုဇာတွေလာမယ်ရမဇန်ရဲ့ရိုဇာအဲ့လိုပဲလာမယ်ရမဇန်မှာလွတ်ခဲ့တဲ့ရိုဇာတွေကိုကတော့ပြန်ဖြည့်တာတော့အဲ့ဒါ၄ဆိုရင်တော့အမျိုးသမီးက ခွင်ခင်မွန်ဒီမှာခွင်ပြုချက်လို့တရားမလို့ဒါဝါဂျစ်ဖရက်ရူဒါတွေဖြစ်တဲ့ဒါတွေကုဘားနေကိုထားခွင့်ရှိအနဖေရူဒါကြတော့ခုနလိုခင်မွန်ရှိတဲ့ဆိုရင်ခင်မွန်မှာခွင်ပြုချက်ယူရဒါမှမဟုတ်ခင်မွန်ဟာရှိတော့ရှိတယ်ဒါပေမဲ့ခင်မွန်ရဲ့အနေထားကခင်မွန်ကကျမ်းမာရေးမကောင်းဘူးခင်မွန်ရဲ့အနေထားအရတိရသူကပေါင်တင်ဆက်ဆံမှုအတွက် ဘလို့မှအရှင်တည်းမရှိဘူးဆိုတာတီးရတယ်ပါတယ်အဲ့လိုအခြေအနေမျိုးမှာဆိုရင်လည်းသူနေနဲ့ပူဇော်ထားမယ်ဆိုရင်ထားလို့ရတယ်